။မိန်းကလေးဖြစ်နေလို့ရိုက်ခံရဘူးတယ်။ဒီစကားကိုကြားရရင်ရုတ်တရက်ထူးဆန်းခြင်းထူးဆန်းနေပါလိမ့်မယ်။ဒါပေမဲ့ငါရောမိန်းကလေးဖြစ်နေလို့ရိုက်ခံရဘူးလားဆိုတဲ့မိခွန်းလေးကိုတေချာပြန်မေးကြည့်ပါ။ကျမအတွက်ကတော့ကိုကိုကိုပြန်မေးကြည့်တဲ့အခါဟုတ်ကဲ့ရိုက်ခံရဘူးတယ်ဆိုတဲ့အဖြေကိုရပါတယ်။ ကျမဆယ်ကျော်သက်အရွယ်တုန်းကခြံကြီးတစ်ခုတည်းကခြေတန်းရှိအင်ကြီးတစ်လုံးရဲ့နောက်ကအင်ကလေးတစ်လုံးမှာမိသားစုတွေအင်ငားနေခဲ့ကြဘူးပါတယ်။အင်ပန်ရှင်အဖိုးနဲ့အဖွားကအင်ရှိအင်ကြီးရဲ့အပေါ်ထက်မှာနေထိုင်ကြပါတယ်။ကျမတို့ငားနေတဲ့အင်လေးကိုသွားမယ်ဆိုရင်အဲ့ဒီအင်ကြီးရဲ့အောက်ကနေဖြတ်သွားရတယ်။ကျမတို့မိသားစုလည်းဖြတ်သွားဖြတ်လာလောက်ကြတယ်လို့နောက်ဘက်ခြံကလူရင်းတွေကလည်း အင်ဂျီအောက်ထက်ကနေဝင်ထက်သွားလာလေရှိကြပါတယ်။ဘေးကျန်စီကိုနှစ်ဖက်နဲ့အတိဆောက်ထားတဲ့အင်ဂျီဖြစ်လို့ကျမတို့အိမ်ကို ဖြတ်သွားတဲ့အခါဒီလန်းကိုပဲမဖြစ်မနေအသုံးပြုရပါတယ်။မြင်တောင်ပြောရရင်အိမ်ကြီးရဲ့အောက်ထက်ကချိန်ရင်ဘတ်ချမ်းနဲ့နောက်ဘတ်ချမ်းကနေရာမရှိဘူး။ရှေ့ဘက်စာမျက်နှာကတော့အုတ်တိုင်းကြီးတွေနဲ့ဝင်ပေါက်ကြီး၃ခုရှိတယ်။ဝင်ပေါက်တွေကတကားတွေမရှိကြဘူး။ ုံမှန်အားဖြင့်ချိန်ရင်းကြသောဝင်ပေါက်ကနေတကားမရှိဝေထွက်ပြီးထက်သွားဖြက်လာလောက်ကြတယ်။အင်ကြီးအောက်ထက်ကခေါင်းရင်ဘက်အချမ်းမှာကတော့အုတ်နေရန်စီထားပြီးအောက်ထက်မှာအင်ကန်းတခန်းဖွင့်ထားပါတယ်။အဲ့ဒီအင်ကန်းလေးမှာဘဘူးဆရာမိသားစုတစုငားနေကြတယ်။ဘဘူးဆရာရဲ့သူဇနီးရဲ့သူသမီးလေးရဲ့ညာဘက်ဆိုရင်သူတို့မိသားစုကအဲ့ဒီအိတ်ခန်းလေးထဲမှာအိတ်ကြတယ်။နေခင်းဆိုရင်ဘဘူးဆရာအုပ်လေးက ခေါင်းရင်းဘက်ဝင်ပေါက်နာမှာသူ့လုတ်ကိုလုတ်တယ်။အလဲဝင်ပေါက်မှာတော့သူ့ထုမဲ့တသားကုံချမ်းတွေစီထားလေးရှိတယ်။တခါတည်းမှာသူ့လက်ဆအကျန်းတဲတွေတွေ့ရတတ်တယ်။အလဲဝင်ပေါက်ကနေဝင်ထွက်သွားလာလို့မရအောင်ကာယံထားတယ်လို့ဖြစ်နေတယ်။တသားပပုရုပ်ထုမျိုးစုံကိုသူ့ထုစစ်ပါတယ်။ဟိုတယ်လုပ်ငန်းတွေကအော်ဒါအပ်တဲ့အခါပန်းဦးရင်ထဲမှာအလှထားတဲ့ကြားပုံ၊ချင်းသေးပုံလိုထိုင်ကုန်မျိုးတွေတကားလက်ကင်လိုနေရာမှာလက်ကင်အစား စင်နှောင်းလိုဘဘူးရုပ်ထုလေးတွေကိုထုစစ်တယ်။ဖယားကောဘကတွေဘုံကြီးချောင်းတွေကအော်ရာတဲ့အခါဖယားစင်းလို့တော့နေယုတ်၊တရားမင်းယုတ်၊ရဟန္တာယုတ်၊တပင်ပန်းဆွဲစသဖြင့်သာသနိကအဆောင်တွေရဲ့အဆောင်ရောင်တွေကိုထုလုပ်ရတယ်။ပန်းဝွင့်ရထားတဲ့အမျိုးသမီးလေးတွေရဲ့ပုံထိုးကွင်းမင်ချောင်းနဲ့ယောက်ျားကြီးတွေရဲ့ပုံတော်ရင်တရဝါတွေရဲ့ပုံစသဖြင့် သူ့ကိုအလုတ်အကြတဲ့ order တွေပေါ်မူတည်ပြီးသူဟာတကုတ်ကုန်းနဲ့သူ့လုပ်တွေကိုလုပ်နေလေးရှိပါတယ်။အင်ဂျီရဲ့အောက်ထပ်ဝင်ပေါက်၃ခုမှာခေါင်းရင်ဘတ်အကြဆုံးတကားပေါဝါမှာသူလှုပ်လှုပ်တယ်။သူ့ရဲ့အဓိကလက်နက်ကိရိယာတွေဖြစ်တဲ့တူဆောက်လွှအပါဝင်အမျိုးမျိုးမခေါ်တတ်တဲ့ပစ္စည်းကိရိယာအကြီးသေးလေးတွေရဲ့တစ်တူတစ်ဆအပုံတွေပေါ်မှာတစ်ခုမှတစ်ခုထုတ်လုပ်နေလေးရှိတာကို ျမတို့ဝင်ထက်သွားလာတိုင်းမှာတွေ့ရတတ်ပါတယ်။ဒီနေ့မှာတော့ပပုဆရာဦးလေးဟာအလောက်လောက်လေးရှိတဲ့ခေါင်းရင်းဘက်တကားပေါက်မှာမဟုတ်ပဲကျမတို့ဝင်ထက်သွားလာလေးရှိတဲ့ဝင်ပေါက်မှာသူ့ဧည့်သည်တယောက်နဲ့မတ်တက်ရရင်စကားပြောနေကြတယ်။တောင်းကပြန်လာတဲ့ကျမဟာစကားလက်ဆောင်ကြနေတဲ့လူကြီးတွေကြားကနေဖျက်လျှောက်ရမယ့်ဝင်ပေါက်ကိုရှောင်လိုက်တယ်။အလဲဝင်ပေါက်ကတော့တစ်တုံးတွေနဲ့ ပပုရုပ်အကျန်းတွေနဲ့ပိတ်နေလို့ဖျက်ဆောက်လို့မရဘူး။ဒီတော့ပပုဆရာဦးလေးအလုံးလုံးလေးရှိတဲ့ဝင်ပေါက်ကနေသူ့ရဲ့လုံလက်စတွေနဲ့မတိမိမခိုက်မိအောင်တတိချားဖျက်ဝင်ပြီးကျမတို့အိမ်ကိုပြန်လာခဲ့တယ်။ဘာလို့အကဖျက်သွားတာလဲဆိုပြီးအဲ့ဦးလေးကဒေါသတန်နဲ့ကျမကိုလှမ်းအောင်ပြောတယ်။ဘာကြောင့်မှကျမမသိလိုက်ဘူး။เจ้าก็หนีเปลี่ยนหยอกไปเยโมชู နှခါလိမ့်ပြီးခဏနားနေတော့ကျမမိဘတွေလည်းအပြင်ကနေပြန်ရောက်လာတယ်။အဲ့ဒီအချိန်မှာကျမအဖေပြန်ရောက်လာတာကို မြင်လိုက်တဲ့ဗမုဆရာဦးလေးဟာအင်ကိုရောက်လာပြီးကျမအဖေကိုတိုင်မာတော့တယ်။တိုင်ရတဲ့အကြောင်းကတော့သူအလုံးလောက်တဲ့ပစ္စည်းကိရိယာတွေပေါ်ကနေကျမကကြော်ခွသွားတဲ့အတွက်ပါတဲ့။ကျမအဖေကိုဒေါနဲ့မောနဲ့တိုင်နေတဲ့အထဲမှာ ကျမတသက်လုံးမမေ့နိုင်တဲ့စကားစုတချို့ကတော့မိမဖြစ်ပြီးအဲ့လိုလှုပ်တယ်။အလုံးလုံးနေတဲ့နေရာကိုမိမတယောက်ကြော်ခွသွားတာဟာအလုတ်ကိုလက်တိတ်စီတယ်။ဘုံကန်နေစီတယ်။သူ့စီးပွားရေးနဲ့အသက်မွေးပညာကိုစော့ကားတာ။အဲ့လိုဖြစ်အောင်တမင်လှုပ်သွားတာဆိုတဲ့စကားစုတွေပါပဲ။ကျမအဖေကလည်းသူသမီးကိုသူဆုံးမပါမယ်ဆိုပြီးခရီးတွေပြီး နောက်မဖြစ်စေရပါဘူးလို့တောင်းပန်တယ်။အဲ့ချိန်တော်တွင်ဟာကျမဘဝမှာမဆက်အဟောင်းသားနဲ့အအံ့ဩရဆုံးအသားဆက်ဆက်တုံအောင်ဒေါသထွက်ခဲ့ရဆုံးအခိုက်အတန့်လို့ဆိုရမှာပါ။သူပြောတဲ့စကားလုံးတွေဟာကျမတို့ထူးဆန်းတယ်လို့ပြင်းထန်နေတယ်။အတင်းဆွဆွဲတာတွေကြီးပဲဖြစ်နေတယ်။သူဘာလို့အဲ့လိုလိုတွေပြောနေတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်ရတယ်။ မအဖေကိုတိုင်နေတဲ့အဲ့ဒီဦးလေးရှိကိုပြေးဝင်ပြီးထိတ်ဆုံးဝင်ပေါက်ကနေဘာကြောင့်ဝင်ခဲ့ရတဲ့အကြောင်းသူ့ပစ္စည်းကိရိယာတွေကိုမထိခိုက်အောင်ဘလို့တရေထားရှောင်ပြီးဖြတ်ခဲ့တဲ့အကြောင်းလူကြီးတွေစကားပြောနေတာကိုအနှောက်အယှက်မဖြစ်စေချင်တဲ့ကျမရဲ့စေတနာတွေအဲ့ဒါတွေကိုဘလုံးပထွေးနဲ့ငိုပြီးပြောလိုက်တယ်။သူကကျမကိုပြောခွင့်မပေးပါဘူး။ကျမအဖေကိုရေဘက်မဝင်တိုင်နေတယ်။မင်းကလေးဖြစ်ပြီး မိမဖြစ်ပြီဆိုတော့စကလုံးတွေကထပ်တလဲလဲပဲအဲ့ချိန်မှာကျမဖေဟာလူကြီးကို ပြန်ပြောရမလားဆိုပြီးကျမကိုဒေါသပုံပြန်ထနေပါပြီပဝင်းကျင်နဲ့ပြဿနာမဖြစ်အောင်နေထိုင်တတ်ပဝင်းကျင်ကိုအားနာတတ်ဒေါသကြီးတတ်တဲ့ကျမဖေဟာနင်ဘာမှမပြောနဲ့ဆိုတော့အတန်ကျဲကြီးနဲ့အတူ ျမကြောပြင်ကိုပြောတင်ပါတော့တယ်။ကျမတဲ့လောက်ရှင်းပြနေတာကိုကျမအဖေနားမထောင်ပါဘူး။သူ့စိတ်ထဲမှာသူများကိုအားနာတာသူများစီမှာအတိုင်းတော့ခံရလို့ရှက်တာကိုသမီးကို သူများကဒီလိုလာပြောတာကိုမခံမရနိုင်ဖြစ်တာတွေစူပေါင်းပြီးရရဝချမ်းပြနဲ့ကျမကိုတွေ့ပါတော့တယ်။လူကြီးဖြစ်ပြီးလူကြီးလို့တမတမတ်မစင်းစားတတ်ဘူးလား။တနေ့ငါအကြောင်းကောင်းကောင်းသိမယ်။မချိန်နှက်ဘူး။ ဆိုပြီးဘခုဆရာဦးလေးကိုကျမအသက်ကုန်ဟစ်ပြီးအော်လေးလေးကျမအဖေကကျမကိုရိုက်လေလေပါကျမမေဝင်ဆွဲလည်းမရပါဘူးကိုမမအကြောင်းခွန်းတုံခံပြန်ပြောတဲ့ကျမကိုကျမအဖေကဒုံးနဲ့မောနဲ့ရိုက်ပါတယ်တော့ကိုလမ်းဆွဲတော့ပချမ်းပြားကနှီးစားကကျမလက်ကိုရှာပါတယ်ကျမဖမ်းမဆွဲအောင်လွတ်ရာကိုရိုက်တဲ့ကျမအဖေရဲ့ဒုတ်တစ်ချက်က နရွက်ကိုမတော်တဆထိမိပြီးတွေးထွက်သွားပါတယ်။ဗဘူးဆရာဦးလေးဟာကျမတို့အတန်တွေကျမရိုက်ခံနေရတာတွေကိုအတိုင်းသားကြားနေရမြင်နေရပါတယ်။သူ့စိတ်ထဲမှာဝမ်းသာနေမယ်လို့ကျမထင်ပါတယ်။ဒဇင်းကိုအာနာစိတ်နဲ့ကိုသမီးကိုရိုက်နေတဲ့ကျမအဖေကိုဘာမှတောက်ပြန်လို့မရတဲ့အခါကျမညမောင်မောင်မှာအိမ်ကနေအဝေးကြီးကိုထွက်သွားလိုက်တယ် ဘေးကျင်းကရက်ကွက်ကတင်းချိုင်းကိုသွားတဲ့လမ်းဝအထိရောက်သွားပြီးလမ်းဆောင်လမ်းကွက်မှာအောင်ငုံနေမိတယ်။ကျမဘေးကတော့ကျမကိုမိန်းကလေးဖြစ်နေလို့ရိုက်တာမဟုတ်ဘူးဆိုတာတော့သိကြသိတယ်လို့တဖက်ချမ်းမှာတစိမ့်စိမ့်တွေးပြီးတရေရေထပ်ပေါ်လာတာကကျမမိန်းကလေးဖြစ်နေလို့ရိုက်ခံရတာဆိုတဲ့အတွေးပါပဲ။ဒါရီဟာကျမဘဝမှာမမေ့နိုင်တဲ့ အနာတရတွေအနေနဲ့ကျမနှလုံးသားထဲကိုဆူဆူနဲ့နဲ့ဝင်ခဲ့တဲ့အခိုက်အတန့်တွေပါပဲမိန်ကလေးဖြစ်ပြီးဆိုတဲ့စကားလုံးနဲ့အစာချီပြီးကျမကြောင့်ဖုံးနေရပါတယ်ဆိုတဲ့စကားတွေ တွင်တွင်ပြောခဲ့တဲ့ဘဘူးဆရာဦးလေးနဲ့ကျမကိုတန်း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 ပြုတ်မှုဆက်ဆံတုတ်ပြန်ခဲ့တဲ့အဖေဟာကျမဘဝမှာဘယ်တော့မှ ဆွဲနှုတ်လို့မရမဲ့စူးတွေပါပဲ။